တာရတဲ့အချိန်ဖြစ်ကြပါစေလို့အားလုံးကိုနေဦးမေ channel ကနေမှဖန်ပြန်လေးပြီးကြိုဆိုပါရယ်ဒီနေ့ကတော့ပမောသတင်းလေးကိုနည်းနည်းလေးတင်ပေးမယ်အားလုံးကပမောသတင်းမတင်ပေးဘူးလို့ပြောတဲ့အတွက်ကြောင့်နော်ပမောမှာမနေ့ကစနိုက်ပါခွေးတကောင်ကိုဖမ်းရတယ်ပြီးတော့ခွေးအကောင်20ကတော့ကျတော့ KIA နဲ့ပူးပေါင်းတော်လိုက်ရေးဒီစီမှာအလင်းဝင်လာတာရှိတယ် အကြီးကြီးကျယ်ကျယ်ကြီးတိုက်ပွဲကြီးတော့မဖြစ်ပေမဲ့လက်နက်ကြီးတွေနဲ့တော့နေ့တိုင်းပစ်ခတ်နေတယ်ဆိုတဲ့အကြောင်းပြောပြချင်တယ်။ခဲ့တဲ့အပတ်တုန်းကဒီ CRPH ဒီဘက်ကနေမှဒီ NaN CDM ပတ်သက်ပြီးတော့ဥပဒေတစ်ခုကိုပြဋ္ဌာန်းလိုက်တယ်ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြည်သူတွေတချို့တွေနားမလည်တာတွေရှိတဲ့အတွက်ကြောင့်ဗီဒီယိုတော်တော်လေးကိုအရင်ပြပေးမယ်နားထောင်ကြည့်အောင်နော် MRTV ကဝန်တန်းမြန်မာလေးက Happy Birthday အမေစုအမေစုအသက်ရှိပါစေကျန်းမာပါစေ လူโซလူညစ်တွေဘေးကနေဝေးပါစေဆိုပြီးတော့ suit down လိုက်လို့အဖမ်းခံလိုက်ရပြီကျွန်တော်တို့ UNG အစိုးရက non CDN မလုပ်တဲ့လူတွေကို ဥပဒေထုတ်လိုက်တယ်မြန်မာနိုင်ငံအတွင်းမှာမိမိရဲ့စားဝတ်နေရေးမိသားစုအရေးအတွက်အလံကိုလိတ်ပြီးတော့ရင်ဘတ်ထဲကအတန်တွေမတိုက်တဲ့မြန်မာနိုင်ငံသူနိုင်ငံသားတွေတပုံကြီးရှိတယ်ဒီလိုအချိန်အခါမျိုးမှာ စင်ပြိုင်ဖြစ်နေတဲ့ကျွန်တော်တို့အစိုးရက ်မှန်ကန်တဲ့နီလန်းတွေနဲ့ဖြေလျော့တဲ့စကားမျိုးတွေနဲ့လိုချင်တဲ့စိတ်သာရှိရင်ကောင်းမွန်တဲ့မူဝါဒတွေချမှတ်မှာအတင်းအကျပ်ကြီးပုံစံမျိုးနဲ့ဥပဒေတွေပြဋ္ဌာန်းတဲ့အခါကျတော့လက်ရှိမြန်မာနိုင်ငံအတွင်းမှာအမေစုမွေးနေ့မှာစူတောင်းပေးလိုက်တဲ့ဒီလို တတိရှိကြီးလောက်လိုက်တဲ့ကလေးမလေးရဲ့လောက်ရက်ကခမရတို့အစိုးရတရက်ကချမှတ်လိုက်တဲ့နန်းစီရီယံဥပဒေဟာပါမအသုံးဝင်တာလေ ပန်းပန်ပြီးတော့အမေစုကို happy birthday အမေစုဆိုတဲ့ဗီဒီယို file ကိုတင်တဲ့ MRTV မှာတာဝန်ထမ်းဆောင်တဲ့အမျိုးသမီးနဲ့အတူနောက်ထပ်နှစ်ယောက်ကိုလည်းပဲစစ်ခွေးတွေကနေမှပန်းပန်တဲ့အတွက်ကြောင့်ဖမ်းဆီးတယ်တဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့သူပြောသွားတာဖြစ်တယ်။ ဆိုတော့ဒီဖန်စီတဲ့ဥစ္စာနဲ့အရင်ပြောချင်တယ်เนาะဒီဥပဒေကိုမပြောခင်မှာဆိုတော့အခုကျမနဘေးနားမှာလည်းတင်ထားပေးလိုက်တယ်ဒါကတော့သူတို့ရဲ့သတင်းစာထဲမှာကိုထုတ်ထားတဲ့ဥစ္စာဖြစ်တယ်ဆိုတော့အခုသူတို့ကတော့ဒီ CRPH နဲ့ NUG တွေနဲ့ဆက်နွယ်တဲ့ပုတ်ကိုဒီအဖွဲ့အစည်းတွေ ပြီးလို့ရှိရင်နိုင်ငံတော်ကိုမတိမငိမ့်အောင်လှုပ်ဆောင်နေတဲ့ဥစ္စာတွေအစိုးရတွေရဲ့ရန်တရားကိုပြက်စီအောင်လုပ်နေတဲ့သူတွေကိုလက်တလုံးကြားဥပဒေနဲ့အရေးယူမယ်ဆိုပြီးမှစစ်ခွေးတွေဘက်ကနေမှအကြိမ်ကြိမ်ပြောခဲ့တယ်ဒါပေမဲ့ဒီနေ့ကျတို့တော်လာရဲတွေကတော့နေ့တိုင်းပေါ့နော်သူတို့ရဲ့သူတို့ရဲ့မျက်စိထဲမှာတော့ကျတို့ကနေ့တိုင်းတရားဥပဒေကိုချိုးဖောက်နေကြတယ်ပေါ့ဆိုတော့အခုဒီဂျွန်လ20ရက်နေ့တုန်းကလည်းပန်းပန်တဲ့အမျိုးသမီး3ယောက်ကိုဖမ်းဆီးလိုက်တယ်လို့ပြောတယ်ဆိုတော့ လွန်ခဲ့တဲ့အချိန်မှာတော့ကျမနားလေတာကတော့ပန်းကလက်ပတယ်လူတွေကိုစိတ်ကြင်နိုးစေတယ်ပန်းဟာနှွညံ့တယ်ဥပမာလက်လေးနဲ့ခြေလိုက်တာပဲဖြစ်ခြေထောက်လေးနဲ့ပဲနှစ်လိုက်တာပဲဖြစ်ပန်းကပြက်စီးသွားတယ်ဆိုတာအဲ့လောက်ပဲကျမနားလေတယ်ဒါပေမဲ့အခုဒီစစ်ခွေးတွေဒီအမျိုးသမီး၃ယောက်ကို ဖမ်းလိုက်တဲ့အချိန်ကျမှပဲကျွန်တော်ကပန်းရဲ့ခိုင်ခတ်တဲ့အရာတွေကိုကျွန်တော်နားလေခဲ့တယ်ဒါကဘာလဲဆိုတော့ဒီပန်းတပွင့်ဟာအခွေးတွေရဲ့ရန်တရားတွေကိုဖျက်ဆီးစေတဲ့အစွမ်းစားရှိတယ်ဒီပန်းတပွင့်ဟာဒီခွေးတွေကို၆လန့်စေတယ်ဒီပန်းတပွင့်ဟာလက်နဲ့ကင်ထားတဲ့လေရင်တွေဘုံနဲ့နေ့နေရာတကာကိုလိုက်ကျဲနိုင်ခဲ့ပေမဲ့ပြည်သူတွေကိုလိုရာဖမ်းပြီးမှထောင်ထဲချနိုင်ပေမဲ့ပန်းကိုကြောက်တယ်ဆိုတာကိုတွေ့ရတယ်ဆိုတော့ဒီပန်းဟာ ဒီစစ်ခွေးတွေနဲ့အတူပေါင်းဖော်တွေကိုအိတ်နိုင်အောင်လုပ်နိုင်တဲ့အစွမ်းအစရှိတယ်ဆိုတော့ကိုကျွန်တော်နောက်မှသိခဲ့တယ်ဆိုတော့ဒီပန်းရဲ့တကောဟာအင်မတမ အပြင်းပါတယ်ဆိုတဲ့အကြောင်းကိုပြောပြခြင်းနဲ့ဆိုတော့အခုဒီမျိုးသားကလည်း CIPH ကနေမှပြတ်ထန်းခဲ့လိုက်တဲ့ဒီဥပဒေဟာမိမိရဲ့ once a year အတွက်အလုံးလုံးနေတဲ့ non CGM ဒီအတွက်ထိခိုက်တယ်ဆိုတဲ့အကြောင်းကိုသူပြောသွားတယ်ဆိုတော့ဒီဥပဒေနဲ့ပတ်သက်ပြီးတော့ကျမရှေ့ရှေ့ဝေးဝေးမပြောခင်မှာကျတော့နောက်ဗီဒီယိုတစ်ပုဒ်ကိုထပ်ပြန်မှနားထောင်ကြည့်ရအောင်နော်နေပြည်တော်အခုကျွန်တော်တို့ရီဆိုးမိုးနေတဲ့နေရာဒေသတွေရှိပါတယ်မြို့တွေတိမ့်လိုက်တိုင်းတိမ့်လိုက်တိုင်း NCDN တွေကျွန်တော်တို့ န်းစီရတာတွေရှိတယ်။အဲ့တော့မဖမ်းညင်လို့နိုင်စီတဲ့ရန်တွေအလင်းဝင်မို့ဆိုပြီးတော့ခေါ်တယ်။အခုလည်းခေါ်ပါတယ်။အချိန်မရွေးလည်းအလင်းဝင်တယ်။အချိန်မရွေးလည်းပြည်သူဘက်ကိုကူးပြောင်းလို့ရတယ်။ဒီသူဘက်ကိုကူးပြောင်းလာသောနန်းစီဒီအမ်များအတွက်ကက်တဂိုရီအဲ့ဥပဒေထဲမှာရေးထားတာရှိပါတယ်နန်းစီဒီရဲ့နေအကုန်လုံးကိုအရေးယူဖို့လည်းမဟုတ်အရေးလည်းမယူဘူးယူမှလည်းမဟုတ်ဒါပေမဲ့နန်းစီဒီရဲ့နေထဲမှာဥပမာ အင်းတော်မျိုးသိမ်းတိုက်ပွဲ၈လ၉လကြာပါတယ်အဲ့ဒီအတွင်းမှာအလင်းဝင်မှုတွေခေါ်ခဲ့ပေမဲ့မဝင်မင်းနဲ့မျိုးသိမ်းတိုက်ပွဲနောက်ဆုံးနေ့အထိအတူတူရှိနေတဲ့နန်းစီပြန်နေကျွန်တော်တို့ဘယ်လိုလုပ်ရမလဲတမမှုနဲ့အတူတူဟိုကတာဘက်ကိုရွှေ့တဲ့အထဲတော်လိုက်သွားပြီးလက်နဲ့ကင်နေတဲ့နန်းစီပြန်နေကိုဘယ်လိုမျိုးကျွန်တော်တို့စီမံဆောင်ရွက်ရမလဲဆိုတာတွေကဥပဒေလိုအပ်တယ်ဆရာဥပဒေရှိမှဥပဒေမဲ့တွေကျွန်တော်တို့မဖြစ်မှာဆိုတဲ့သဘောဖြစ်ပါတယ် ဒီဥပဒေဟာ perfect ဖြစ်တဲ့ဥပဒေလို့အဲကျွန်တော်တို့မဆိုဘူးနန်း CDN နေမဖြစ်တဲ့အနာမဖြစ်ရအောင်အတွက် CDN နေရောနန်း CDN နေရောအတွက်မှန်ကန်တဲ့ကာကွယ်မှုစုံဖြတ်မှုတွေလုပ်နိုင်မှုအတွက် ဥပဒေမမဲ့ဖို့အတွက် ဥပဒေရှိဖို့လိုတယ်ဆိုတဲ့သဘောဖြစ်ပါတယ်နန်း CDN နေကိုကျွန်တော်တို့မစီယုံတာမဟုတ်ဘူးနန်း CDN နေပြည်သူနဲ့ပူးပေါင်းမှာပြည်သူနဲ့ပူးပေါင်းတဲ့နန်း CDN အတွက်ဥပဒေဟာ အဲ့ဥတွေထဲမှာပါပြီးသားဖြစ်နန်းစီဒီအန်နေရောစီဒီအန်နေရောကိုကာကွယ်တဲ့လို့ပြောရင်တော့ပုံမှန်ပဲဥပဒေမျိုးဖြစ်ပါတယ်အဲနောက်ဆုံးတိုက်ပွဲအထိလက်နက်ကင်ပြီးတော့ကျွန်တော်တို့ PDF တွေကိုတတ်သွားတဲ့လူတွေအဲ့ဒီလူတွေအတွက်တော့ ူတို့နဲ့တင့်တော်တဲ့ဥပဒေရှိဖို့လိုတာပေါ့နော်တကယ်ဆိုလို့ရှိရင် non CDM နေနဲ့ပတ်သက်တဲ့ဥပဒေကိုသူတို့ပြတ်ထတ်တော့မယ်ဆိုတဲ့အခါမှာပြည်သူလူထုတွေကိုအရင်အခုလိုမျိုးဆရာဆိုဝီဆိုရှင်းပြတယ်လို့မျိုးရှင်းရှင်းပြတင်တာဖြစ်တယ်အများတော့သူတွေကဟာ non CDM တွေကိုဖမ်းစီမှာအခုမြို့ရွာထဲမှာနော်ရှိနေတဲ့ non CDM တွေကိုဖမ်းလိုက်တဲ့အခါမှာတချို့ဆိုလို့ရှိရင်တော့ကျတို့ဒီတော်လာရဲဘက်မှာပါဝင်နေတဲ့ non CDM တွေရှိတယ်တချို့ကြတော့အမျိုးမျိုးကြောင့် အစ်စ်ခွေးတွေရဲ့လက်အောက်မှာရှိနေတဲ့သူတွေရှိတယ်။ဒါပေမဲ့အခုဒီလိုမျိုးဥပဒေထုတ်လိုက်တဲ့အဥ္စာကမကောင်းဘူးဆိုပြီးမှဒီနေ့ကျွားတို့တော်လာရင်မိသားစုတွေထဲမှာတောင်မှ အမြင်နဲ့မတူညီကြတာဖြစ်တယ်။ဆိုတော့အခုဒီဆရာဇော်ဝီစုရှင်းပြတာကိုကျွားတို့ပြည်သူတွေလည်းနားလည်နိုင်မယ်လို့ထင်တယ်။ဆိုတော့ အခု non cdmd နဲ့ပတ်သက်ပြီးတော့အဲ့ပြတ်ထန်းတဲ့ထဲမှာလဲပါပြီးတာသူတို့ရဲ့လှုပ်ဆောင်ပုံပေါ်မှာမူတည်ပြီးမှနော်ဒီအမှုဒီကိုအမှုအမှုဆွဲနိုင်တယ်နော်တရားဆွဲနိုင်တယ်ဆိုတဲ့ဥစ္စာကိုလည်းဖော်ပြထားတာရှိတယ်ဆိုတော့အခဏတော့ဆရာဇော်ဝေစုရှင်းပြတာလဲအင်မတမရှင်းတယ်ဒီနေ့ကျမတို့တိုက်ပွဲတစ်ခုကိုဖော်ဆောင်တယ်စခန်းတစ်ခုကိုတိုက်ရမယ်ဆိုလို့ရှိရင် အရင်တိုက်တယ်တိုက်ပြီးတဲ့အချိန်မှာကျတော့ပြန်ပြောတယ်အလေးဝင်ကြပါလက်နဲ့ချကြပါလို့ပြောတဲ့အခါမှာသူတို့လက်နဲ့မချဘူးခဏတော့ဆရာဆိုဝေဆိုရှင်းပြထားတဲ့ဒီအင်ဒိုတို့ကလည်း၈လကျော်၉လနေပါကျတော့ဒီအင်ဒိုစခန်းကိုတိုက်ခဲ့တယ်တိုက်ခဲ့တယ်ပြန်နာသွားတယ်တိုက်လိုက်တယ်စစ်ခွေးတွေဘက်ကနေမှပြည်သူတွေရှိတဲ့ဘက်ကိုဘုံကျဲတယ်ပြည်သူတွေကိုနှိပ်စက်တာတွေရှိလာတဲ့ခါမှာကျတော့ KIA နဲ့သူပူးပေါင်းတော်လာရဲတွေက ပြန်နာသွားကြတယ် ပြန်နာသွားတယ်သူတို့ကိုပြန်ပြောတယ်နင်းတို့လက်နဲ့ချလိုက်ပါပြည်သူတွေနဲ့ပူပေါင်းပါပြန်ပြောတယ်ပြန်တိုက်တယ်ပြန်တိုက်တဲ့အခါမှာလည်းနင်းနေတိုက်လို့အောင်လာပြီဆိုလို့ရှိရင်စစ်ခွေးတွေကလည်းမှဘုံကျဲတယ်ဤမျိုးစုံနဲ့ပြည်သူတွေကိုနှိပ်စက်တယ်ဆိုတော့ KIA နဲ့ပူပေါင်းတော်လိုက်ရေးတွေကလည်းမှပြန်နာလိုက်တယ်အဲ့လိုမျိုးတိုက်လိုက်နားလိုက်တိုက်လိုက်နားလိုက်အဲ့ဒီလိုမျိုးလုံနေတဲ့အချိန်မှာလည်းသူတို့ကိုပြောတယ်လက်နဲ့ချပြီးပြည်သူတွေနဲ့ပါဝင်ပါလို့အကြင်ကြင်ပြောခဲ့တယ်ဒါပေမဲ့သူတို့လုံးဝမလုပ်ခဲ့ဘူး ဆိုတော့တမ္မမွန်လူမိုက်ကြီးနဲ့အတူတချို့တော့စစ်ခွေးတွေကကတားဘက်ကိုထွက်ပြေးသွားကြတယ်အဲ့လောက်အထိအကျဉ်းကျဉ်းလက်နက်ချဖို့ရအတွက်အလင်းဝင်လာဖို့ရအတွက်တပီတူဒီနဲ့ပူပေါင်းလိုက်ကြပါလို့ပြောပေမဲ့သူတို့လုံးဝလက်မခံကြဘူးဆိုတော့အဲ့လိုမျိုးလက်မခံဘူးအဆုံးထိတိုင်ကျွန်တော်တို့တော်လာရဲတွေကိုတတ်တဲ့ အလုပ်ကိုသူတို့လုပ်ခဲ့တယ်နောက်ဆုံးကျမှကျတို့ဖမ်းမိတယ်ဆိုလို့ရှိရင်သူတို့ကိုကျတို့ကနော် CDM မလုပ်တဲ့အုပ်ဥပဒေနဲ့မဖမ်းမဲနဲ့ကျတို့ကသူတို့ကိုဘလို့အရေးယူနိုင်မှာလဲ နော်အခုတခြားတခြားသောစခန်းတွေကိုလည်းထွန်းနေတကောင်းပဲအခုဘုံဘုံမှာလည်းစက်ကခ27ကိုကျွတ်တော့ခဏခဏအလင်းဝင်ကြပါလို့ပြောတယ်တချို့ကျတော့အလင်းဝင်လာတာတွေရှိတယ်နော်တွန်းခဲ့တဲ့အချိန်လဲတရားကျော်အလင်းဝင်လာခဲ့တယ်အဲ့လိုမျိုးပေါ့ကျွတ်တော့ခေါ်တဲ့အချိန်မှာအလင်းဝင်လာတယ်ဆိုလို့ရှိရင်သူတို့ရဲ့ပြစ်မှုကတမျိုးဖြစ်တယ်အဲ့လိုမျိုးမဟုတ်ဘဲနဲ့အလင်းဝင်လာလပါလို့ပြောပေမဲ့အလင်းနဲ့မဝင်လာဘူးပြစ်တယ်ပြစ်တယ်ကျွတ်တော့ဒေါ်လာရဲတွေသူတို့ရဲ့လက်နဲ့ကြည့်ကြောင်းတေးသွားတဲ့ဒေါ်လာရဲရဲပေါ်တွေလည်းအများကြီးရှိတယ် ဒါကြောင့်ဒါမျိုးအဆုံးထိတိုင်အောင်ကျွဲရတော်လာရဲ့ဒီဖမ်းမိတဲ့အချိန်ကြမှာပဲငါတို့ကအော်မဟုတ်ပါဘူးအဲငါတို့ကမတိုက်ချင်ပေမဲ့တိုက်ရပါတယ်ဆိုတော့ဥစ္စာတွေကိုတော့ကျွဲရတို့လက်ခံမှာမဟုတ်ဘူးဘာကြောင့်လဲဆိုတော့ ကိုမသိချင်ဘူးဆိုလို့ရှိရင်စော့စော့စီစီလက်နဲ့ချအလင်းဝင်လာရမှာဖြစ်တယ်ဒါမှမဟုတ်ပဲနဲ့เนาะအဆုံးထိတိုက်တယ်သူတို့ကြောင့်ကျတို့တော်လရဲရဲပေါ်ရီလက်အများကြီးတည်ခဲ့ပြီးနောက်ဆုံးကြည်စံကုန်တဲ့အချိန်ထိကျတို့တော်လရဲတွေကိုတိုက်ပြီးမှရှုံးသွားတဲ့အချိန်စစ်တုံးပန်းနေနဲ့ဖမ်းရတဲ့အချိန်ကြမှာပဲငါတို့က 带起落后背呢，阿太闷呀，爬路比较劳心，觉得讲困了蛮好不？大理个山路清撇的，说了，阿古一路牛排，阿古的不累感到麻嘞，只当把累呀个排米嘞。 ၃ရောက်ကတော့ရန်ကုန်မှာသူတို့အကင်ဆိုင်ရောက်တဲ့အခါမှာပေါ်တာဆွဲပြီးဖမ်းသွားတယ်တင်းနန်းတက်တဲ့တင်းနန်းပြည်တာနဲ့သူတို့ရှေ့တန်းပို့လိုက်တယ်လို့ပြောတယ်၃ရောက်ထဲကတစ်ယောက်က15နှစ်အရွယ်ပဲရှိတယ်ဆိုတော့ဒီကလေးတွေကိုကြတော့ကျတော့ခွတ်လွတ်နိုင်တယ်သူတို့ကလည်းမစစ်ခွေးဘက်မှာရက်သွားတယ်ဆိုပေမဲ့သူတို့ကပေါ်တာဆွဲထားတာဖြစ်တယ်တခုနောက်တခုကတော့သူတို့ကိုတင်းနန်းပြည်တာနဲ့တစ်ခါလဲရှေ့တန်းဆွဲထွက်သွားတယ်သူတို့မှာရှေ့တန်းအတွေ့အကြုံလည်းမရှိသလိုအသက်လည်း15နှစ်ဆိုတာရန်ငယ်သေးတာဖြစ်တယ်ဆိုတော့သူတို့ကနန်စီဒီယန်ဖြစ်ပေမဲ့ ည်းပဲသူတို့အတွက်စီရင်တဲ့တရားဥပဒေဟာတည်တံ့ဖြစ်သွားတယ်။အခုဒီနေရတီတီမှာဖန်ရတဲ့စစ်တုံးပန်းတွေကိုကြတော့ non CDM တဲ့ကနေမှအဲ့ထဲမှာသူတို့ရဲ့ပြစ်မှုနဲ့ပတ်သက်တဲ့အဥ္စာကိုကျမတို့ကအေးအေးယူဖို့ဖြစ်တဲ့သူတို့ကိုတခြားတော့เนาะအလင်းဝင်လာတဲ့သူနဲ့ ညီမြအောင် ကျွတ်တို့ကတရားစီရင်လို့မရဘူးအလင်းဝင်လာတဲ့သူတွေကသူတို့ကိုသူတို့မာမန်တိလို့သူတို့ကတနတ်မဖောက်ပဲနဲ့အလင်းဝင်လာခဲ့တယ်အခုစစ်တုံးပန်းဆိုတာဟာနောက်ဆုံးကြည်စံတာတိကျွတ်တို့တော်လာရဲတွေကိုပြစ်နေတဲ့စစ်ခွေးတွေဖြစ်တဲ့အတွက်ကြောင့်ဒီလိုမျိုး NaN CDM တွေကိုသူတို့ရဲ့ပြစ်မှုပေါ်မှာမူတည်ပြီးမှတရားစီရင်မယ်တရားယူမယ်ဆိုတာကဒီကိစ္စဖြစ်ပါတယ်ဆိုတဲ့အကြောင်းပြောချင်တယ်เนาะ NaN CDM တွေနဲ့ပတ်သက်ပြီးတော့နားမလည်ကြတဲ့အတွက်ကြောင့်ကျွတ်တို့အတွင်းထဲမှာ ှာလည်းအမျိုးမျိုးပြောကြတယ်ပေါ့နော်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့နားလည်လိမ့်မယ်လို့ကြွတ်ထင်တယ်နော်ဆိုတော့ဟိုးမျိုးရွာဒီမှာရှိတဲ့ non cdmd ကိုပြောတာမဟုတ်ပါဘူးနော်နောက်တစ်ပုတ်အနေနဲ့ကတော့ဘောမတယောက်ရဲ့လုံကျွမ်းချင်းဗီဒီယိုတူတူလေးကိုထပ်ပြမကြည့်အောင်နော် be news ကကြုံမျိုးမင်းနဲ့ဒေါ်ဆန္ဒမင်းနဲ့ interview ပေါ့လေအဲ့ဒီပြောတဲ့ interview တဲ့ view လေးကိုကြည့်တဲ့နဲ့ဒေါ်ဆန္ဒမင်းကတော့အဝေးစားကတာမန်မင်းကြီးတယောက်ရဲ့အဝေးစားပဲဖြစ်တယ်ဗျာ ကွကြုံမျိုးမင်းကတော့ခင်ဗျာဝိတ္တရာပင်ဒီတိုက်ပုံဟိုပဲခင်ဗျာပင်ဒီဆက်လက်တူလေးဖြစ်နေတယ်ပင်ဒီရောင်ပေါ့ဗျာအဲ့ဒီဟာလေးကဥပ္ပလင်းပြောလို့ရှိရင်တော့အန်လီကိုပြန်ပြီးတော့အတစ်တဖန်အတစ်သွင်းခြင်းနေဆိုတော့ခင်ဗျာစီမှာစိတ်တဲ့အခန်းလေးများရှိနေမလားလို့ဒီလိုကျွန်တော်အမျိုးပြုမလင်းပြောပြတာပါတော့ဆိုတော့အခုဒီထဲမှာလဲပဲမင်းကအမောင်မြင့်ကနေမှပြောသွားတဲ့စကားကတော့အခု ဒီစန္နမင်းကတောင်မှအမျိုးသမီးတယောက်လိုပဲရိုးရိုးပုတ်ပေမဲ့ကျော်မျိုးမင်းကတော့ပင်နေရင်ဘုံလက်တူကိုဝတ်တယ်ဆိုပြီးမှမင်းကမောင်မင်းကပြောသွားတာဖြစ်တယ်ဆိုတော့ပြီးလို့ရှင်သူပါပြောလဲဆိုတော့ဒီလိုမျိုးဝတ်ချင်းအပြင်သူ့ရဲ့စိတ်သက်ထဲမှာဒီ NLD ဒီကိုပြန်လဲပြီးရှင်းတန်းစေချင်တဲ့စိတ်ဆန္ဒကကျော်မျိုးမင်းစီမှာရှိတယ်ဆိုတဲ့အကြောင်းကိုသူပြောသွားတယ်ဒီနေ့ပင်နေအင်ကြီးဒီလိုမျိုးအယောင်ကိုမြင်လိုက်တိုင်းနင်းတို့မှာကြောက်ရမှာကြောက်ကနားမလေတဲ့ဥစ္စာကနော် သူတို့ကဘာကြောင့် NLDD ကိုဒီလောက်ကြောက်ကြတယ်လဲကိုကပါတီဝင်ဖြစ်တယ်ကိုကလည်းလူတော်အမတ်အနေနဲ့ဝင်ချင်တယ်ကိုကလည်းပါတီတခုကိုတီထောင်ပြီးမှပါတီထဲမှာရက်နေတယ်ဆိုလို့ရှိရင်နင်တို့ကမမမမရက်ရမှာ NLDD ထဲငါပိုကောက်အောင်ရက်မယ်လို့ပြောလိုက်လို့ရှိရင်နင်တို့ဘက်မှာပြည်သူတွေရက်မှာပဲပြည်သူတွေကတော့အောင်ဆန်းစုကြည်ကိုဘိုးချုပ်အောင်ဆန်းရဲ့တမိအနေနဲ့ချစ်ကြတယ်မှန်တယ်ဒါပေမဲ့တော့အောင်ဆန်းစုကြည်ရဲ့ ပါတီဖြစ်တဲ့ NLD ဒီမကောင်းလို့ရှင်ဘဲပြီးသူမှလည်းမေးပေးမှာမဟုတ်ဘူးချစ်တာချစ်တာတက္ကနာနော်ဘဒုမဆိုမြန်မာနိုင်ငံမှာရှိတဲ့အဲကျတော့မြန်မာပြည်သူမြန်ပြည်သားတွေကိုတရားမျှတစွာနဲ့လူအခွင့်ရေးအပြည့်အဝနဲ့ကျတော့ပြည်သူတွေရတင်ရထိုက်တဲ့ အခွင့်အရေးတွေကိုရရှိမယ်မြန်မာနိုင်ငံတိုးတက်ပြောင်းလဲလာမယ်ကျတို့ရဲ့တာသမီတွေလည်းပညာတွေကိုကောင်းကောင်းချောချောမွမွနဲ့တင် जा နိုင်မယ်ကျတို့မိသားစုတွေရဲ့စီးပွားရေးတွေလည်းအဆင်ပြေမယ်ဆိုလို့ရှိရင်ဘယ်သူပဲဖြစ်ဖြစ်မြန်မာနိုင်ငံကိုအုပ်ချုပ်လို့ရှိရင်ဘယ်ပြည်သူမဆိုလက်ခံတယ်နော်ဒီနေ့ကျမတို့ NLD ဆိုပြမှာလက်ခံနေတဲ့ဥစ္စာထဲမှာ NLD ပါတီမူမကောင်းပေမဲ့တော့အောင်ဆန်းစုကြည်ကိုချစ်လို့ကျတို့က NLD ဒီကိုထောက်ခံနေကြတာမဟုတ်ဘူးတို့ရဲ့မူကို၌ကောင်းလို့တို့ကို ထောက်ခံခြင်းဖြစ်တယ်ဆိုတော့ဒီဥစ္စာကိုတည်တည်ကြွယ်ကြွယ်နှုတ်ခုအနေနဲ့မြင်ရမယ်ဒေါ်အောင်ဆန်းစုကြည်ဗိုလ်ချုပ်အောင်ဆန်းရဲ့တမီးအားလုံးချစ်ကြတယ်ဒါပေမဲ့သူ့ရဲ့ပါတီမကောင်းရင်သူ့ပါတီကိုမေ့ထည့်ဆရာအကြောင်းမရှိဘူးဥပမာဒေါ်အောင်ဆန်းစုကြည်ရဲ့ပါတီဖြစ်တဲ့ NLD ဒီမကောင်းဘူးဆိုလို့ရှိရင်နော်ဒေါ်အောင်ဆန်းစုကြည်ကိုချစ်ပြီးမှကျတော့မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူပြည်သားတွေဘဝအတိုးတက်သွားမှာမဟုတ်ဘူး ဒါကြောင့်ကျွန်တော်က NLD ကိုထောက်ခံချင်မလို့ဘူးဒါပေမဲ့အခုကဒေါ်အောင်ဆန်းစုကြည်ကိုလည်းချစ်တယ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါတီဒီလည်းမြန်မာနိုင်ငံမှာရှိတဲ့ပြည်သူတွေကိုကောင်းမွန်စွာလူအခွင့်အရေးနဲ့ညီစွာကျွန်တော်ပြည်သူပြည်သားတွေရဲ့စီးပွားရေး၊ကန္တပညာရေး၊ကန္တအဆက်ဆက်အရာရာအထက်မှာနင့်တို့ခွေးတွေသက်တာနေတဲ့အတွက်ကြောင့် ဒီနေ့ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါတီကိုလက်ခံရချင်းဖြစ်တယ်။ဒါကြောင့်ဒီနေ့ NLD လို့ပြောလိုက်တာနဲ့နင်းတို့ကခန္ဓာတစ်ခုလုံးမှာရှိတဲ့အမွှေးတွေထောင်မျက်စိတွေပြုတ်နားတွေထောင်ဘလို့ဖြစ်နေကြတာလဲ။နင်းနေပါပါလဲတိတ်ခါစေကြပါဦး။ကိုကိုကိုလည်းနင်းနေပါပါလဲအဆက်တရားတွေနဲ့တိတ်ခါစေကြပါလို့ပြောချင်တယ်။နော်။ ကျတော့နောက်တွင်တပုတ်နေတဲ့ဗီဒီယိုတော်တော်လေးကိုထပ်ပြမနားထောင်ကြည့်ရအောင်ဒီဗီဒီယိုထဲမှာပါတဲ့ဒီကောင်ကတော့အရင်တော့ကကြွတ်နှစ်ခါသုံးခါသူ့ရဲ့ဗီဒီယိုလေးတွေကိုကြွတ်နားထောင်ခဲ့တယ်ကြွတ်ကသူ့ကိုလေစိတ်မနှံ့တဲ့သူနည်းနည်းလေးများယူများယူသလားဆိုပြီးမှကြွတ်ကသူ့ရဲ့သတင်းတွေကိုကြားပင်မဲ့ကြွတ်က reaction မလုပ်ဘူးဒါပေမဲ့ဒီညကတော့နည်းနည်းလေးသူထူးဆန်းတာတွေပြောတဲ့အတွက်ကြောင့်သူ့ကိုစာရေးတဲ့ဘောမတွေအများကြီးရှိတာဟာနင်းပြောတာတော့အယက်မိုက်တယ်အယက်မိုက်တယ်လို့ပြောတော့ ဒီညကျွန်တော် reaction လုပ်ရချင်းဖြစ်တယ်ဆိုတော့ကျွန်တော် video တော်တော်လေးကြည့်ရအောင်နော်လေးနှစ်ကျော်ငန်းထဲတော်ရောက်နေပြီရှက်စရာကြီးတကယ်တကယ်တမ်းဆိုဟာအုတ်ချုပ်လို့မရသေးရလို့ဆိုပြီးတော့စံထားပြနေုံနဲ့မပြီးဘူးရွာလုံးကျော်ဟာမလားလေအုတ်ချုပ်တာကိုမခံဘူးဟေးငါတို့ကဆိုပြီးတဲ့အခါမှာရွာလုံးကျော်ကိုကိုကို သက်တည်တဲ့ရွာမျိုးတွေအများများဆဆရှိသင့်ပြီအာဘာမှဘုံလေချောင်းတိုက်ခိုက်မှုတွေဘာတွေညာတွေအတိဘာမှခံရစရာစောက်ချောင်းတောင်မရှိဘူးအခုချိန်ထိငါတို့အန်ယူဂျီ CRPH ကအုပ်ချုပ်လို့မရသေးဘူးဟိုကောင်တွေကငါတို့ကိုလာပြီးတဲ့အခါမှာစစ်ကြောင်းထိုးလိုက်ဘာလုပ်လိုက်တယ်လုံးနေအဲ့ဒီဟာမျိုးငါတို့မခံဘူးဟေးလို့ဆိုပြီးတဲ့အခါမှာတပ်တွေကိုကိုကိုရွာလုံးကျိုးဟာလာပစိုးတွေဂွန်းတိုင်းပြီးတဲ့အခါမှာလေပင်းတွေချိတ်ပြီးတဲ့အခါမှာ ိုးစွဲချပြီးတော့ပေတဲ့ညီပေါ်ရွာတွေပေါ်ပေါက်လာသည်မိကျုပ်ဆိုလိုချင်တာကသူများတက်လို့လင်းနဲ့ဘုံလာကျဲလို့တည်တဲ့ဟာမျိုးကျုပ်တို့ဆိုလိုချင်တာမဟုတ်ဘူးနော်ကိုယ့်အကိုတက်တည်ရမှာသူများတက်လို့တည်တဲ့ဟာကဗာဆပ်စစ်မှာရှိတဲ့ကိစ္စမဟုတ်ဘူးဒေါ်လာရဲ့ value အရာဆိုရင်အဲ့တော့ခမရတို့ညီပေါ်တွေကိုကျုပ်တို့ဟာကိုယ်တက်တည်သွားတဲ့ပေါ့ဘယ်တော့ရှိတော့ညီပေါ်တွေမှာ ကျုပ်တို့ကအဲ့လိုမျိုးမြင်ကျင်တာတွေးကျင်တာအဲ့လိုမှခမည်းတော်တော်လန်ရေးကိုကျုပ်တို့ကလေးစားလို့ရမှာမသိဘူးရာနေငါတို့တော်လန်နေတာမင်းတို့ထောက်ကဟာမဟုတ်ဘူးကိုကိုကိုတတ်သိပြီးတဲ့အခါမှာအုတ်ချုပ်လို့မဟာစေရလို့ဆိုပြီးတဲ့အခါမှာလွတ်ပြသွားတဲ့ကောင်ဘယ်နှကောင်ရှိလို့ငါတို့ကလေးစားမှာတော့ဒါကျုပ်တို့ကရှင်းရှင်းမေးတာယူတလိုလိုပိုးတလိုလိုအုံနောက်မနှံ့တလိုလိုနဲ့လိုပြီးလှုပ်ပေးနေတဲ့ဒီတယောက်က အခု၄နှစ်ကျော်၅နှစ်နီးပါးရှိလာပြီတော်လာရဲဒီဘက်ကနေမှစစ်ခွေးတွေကိုတိုက်ခိုက်တာမရှက်ဘူးလားတဲ့၄နှစ်ကျော်၅နှစ်ရှိလာပြီဒီနှစ်ဒီချိန်ထိနင်းတို့ကမနိုင်သေးတဲ့အတွက်ကြောင့်မရှက်ဘူးလားပေါ့နော်ဆိုတော့ ကျတော့ share ရမှာမဟုတ်ဘူးဒီနေ့ကျွားတို့ကလေးခွာနဲ့သူမီးကနေမှစလာတဲ့တော်လာရဲဒီဟာကပအဆင့်38ရှိတဲ့ standard army ဆိုတဲ့ခွေးတွေကိုခြေမုံနိုင်တယ်ဆိုတာနင်းနဲ့အဆင့်လာအခုနင်းတို့ကတော့ကပအဆင့်38ရှိတဲ့ standard army ဖြစ်ပါတယ်လို့ပြောတဲ့သူတွေကိုဒီနေ့ခြေမုံနိုင်လို့အခုနင်းတို့စစ်ခွေးတွေတောင်မှဘယ်နေရာမှာများအရင်တော့ကလို့လို့ဟာအဲ့ဘက်ကိုဒီခွေးချဖို့ကနေမှလာမယ် ဒီဘယ်နေရာဘက်ကိုဒီစိုးဝင်းခွေးတွေလာမယ်ပြောပြမှတွားတဲ့နေရာရှိသလားအခုကျမတို့တော်လာရေးတွေဘက်ကနေတော့ဟာစစ်ခွေးတွေလည်းရင်နဲ့ပြစ်တယ်လို့ပြောတဲ့ပြောနေမဲ့အစားသူများတတ်မှတေတယ်ဆိုလို့ရှိရင်တော့အဆင်မရှိဘူးပေါ့နော်ကိုကိုကိုလေဘင်းကျိုးရှိပြမှကိုကိုကိုဆွဲကျိုးချတေတာမျိုးဆိုလို့ရှိရင်တော့ဟာဒီလူတွေကတကယ်ပဲစစ်ခွေးတွေကိုတော်လာနေတာပဲဒီလူတွေကတကယ်သူရဲကောင်းဆန္ဒပဲဆိုပြီးမှသူတို့ကမြင်မယ် ဒါမှမဟုတ်ဘဲနဲ့စစ်ခွေးတွေဘက်ကနေမှလေရင်တွေဘုံကျဲပြီးမှပဲတည်သွားတယ်ဆိုလို့ရှိရင်တော့ဒါကတော်လာရဲမဟုတ်ဘူးလို့ပြောတာအခုဘောမတွေကိုပြောပြမယ်လူကြီးတယောက်ဖြစ်ပေမဲ့ကိုကိုကိုဆွဲကြိုးချတည်တယ်ဆိုတာဟာတရေဘောကြောင့်လည်းအလုပ်ဖြစ်တယ်ကိုကိုကိုမျောလင့်ချက်မရှိတဲ့သူတွေကလုတ်တတ်တဲ့အရာဖြစ်တယ်ဒါကြောင့်ဒီနေ့တော်လာရဲတွေအားလုံးဟာမျောလင့်ချက်နဲ့အလုံးလုံးနေကြတာဖြစ်တယ်လို့ဒီနေ့ကျွန်တော်တို့တော်လာရဲအရောက်စီတိုင်းဟာတန်ဖိုးရှိတဲ့လူတွေဖြစ်ကြတယ် ဒါကြောင့်နင်တို့စစ်ခွေးတွေကိုလေမကြိုက်ဘူးဆိုပြီးမှကိုကိုကိုကျိုးဆွေးတခြားပြည်တေရလောက်အောင်ငါတို့အဲ့လောက်ကြီးမယူဘူးအုံတော့မပြည့်တဲ့ဘောမတွေကနင်ကပြောတာတိတ်မိုက်ပါတယ်တို့ပြောတော့ဒီခွေးကတော့ကြွပြီလေခွေးကတော့ကြွပြီလေဒီနေ့ကြွတော့တော်လာရေးတွေကိုများ ျိုးဆွဲချသေးတဲ့ဒီပိုးရွာတွေရှိတင်ပြီးတဲ့ငါတို့ဘာရွာတွေရှိတင်တယ်မရှိတင်ဘူးဆိုငါတို့သိတယ်နင်တို့ပြောနေချာမလို့ဘူးဒီနေ့ငါတို့ရဲ့အတောင်းကိုပဲနင်တို့ပြောပြီးမှလည်းဒီနေ့ကျတို့တော်လာရေးတယ်ဆိုတော့ဟာခွေးတို့ကိုဘလောက်တတ်လိုက်တယ်ခွေးတွေကိုဘလောက်ဖမ်းမိလိုက်တယ်ခွေးရွာကိုဘလို့လောက်လိုက်တယ်ငါတို့ကအဲ့လိုပြောတာအခုဒီညဒီလောက်အထိပြောသွားတဲ့အချိန်ခိနားတော်ကြည့်တဲ့အခါမှာနင်တို့ ဘောမဘောမျော်ကြီးကလေငါတို့တော်လရဲတွေကိုနင်တို့ကမနာလိုလို့လေဒီအကြောင်းကြီးပဲပြောနေတာငါတို့နီပေါ်ယွာတိတန်ကြီးရှိချင်လို့ဘူးငါတို့နီပေါ်ယွာဟာမြန်မာပြည်တပြည်လုံးဖြစ်သွားမှာအခုဘလောက်အထိကျတို့နီပေါ်ယွာတွေဖြစ်သွားပြီလဲဆိုတာအခုနင်တို့သိပါတယ်ဒါတော့မို့ပဲနင်တို့အပြင်တော့မထွက်ရဲဘူးလေအခုခွေးတွေတာမထွက်ရဲတာမဟုတ်ဘူးနင်တို့ဘောမတွေတော့မထွက်ရဲဘူးလေ နော်ဒါကြောင့်နီပိုးယွာကနေရတကာမှာရှိတယ်ဆိုတော့အကြောင်းပြောပြခြင်းနဲ့နေပြီးမှဆွဲကြိုးချပြီးမှတေသွားမှာပဲနီပိုးယွာဖြစ်သွားတာမဟုတ်ဘူးနေရတကာဟာနီပိုးယွာဖြစ်တယ်ဆိုတော့ကိုနင့်တို့ခွေးတွေရဲ့ကောင်းထဲမှာမြင်မြင်မထားပါနော်ဆိုတော့အခုနီပိုးဒီနဲ့ပတ်သက်ပြီးတော့လဲခွေးတကောင်ကဘာထထောင်ထားတယ်လဲကျတို့ဗီဒီယိုတူတူလေးနားထောင်ကြည့်အောင်နော်အနေဒီပေါ့နော်အနေအနီတွေပေါ့ဒီကောင်နဲ့ဘလို့ကောင်နေလဲစစ်ပူးလို့နိုင်ကျင်းလို့ ဝက်ကွေးတဲ့ကောင်အရက်ပုံရောင်းတဲ့ကောင်ချဲနှလုံးလက်ခွဲတိုင်တိုင်တော်မှတိုင်ကျုံမှုလက်ခွဲပြီးရင်ဟာဝန်တန်းပြုတ်ပြင်ဆင်မရတဲ့ကောင်အဲ့ကောင်အဲ့ဒါဒီထဲမှာတက်ခိုင်းရကောင်ဘလူကောင်လဲတက်ခိုင်းရဝန်တန်းထွက်လာတော့မှပြင်ဆင်နဲ့ထွက်လာရွာမှာစိုင်ကြီးကနာကြီးနဲ့လဲရာချောင်းမြောင်းနဲ့တကယ်ကိုအချိန်နဲ့အနေနဲ့အဲ့ကောင်နေတက်ခိုင်းရတယ်ဟုတ်လားဒီလိုအရေးခင်းဖြစ်တဲ့ချိန်မှာအဲ့ဒီကောင်တွေကဝက်ကွေးသွင်းနွားကွေးသွင်းအရက်အရက်ပုံချက်တဲ့ကောင်တွေက လက်နဲ့ကင်ပြီးတော့သူကဘူရီဖြစ်ကုန်ဘူရီဖြစ်ကုန်ပြီးတော့ဘက်ကောင်တွေကိုတက်ပြတ်နေတယ်ဆိုအဲ့ဆိုင်ကြီးကနာကြီးနဲ့ခုနလိုအကြခံကြီးတွေကိုတက်ပြတ်အကုန်လုံးယူအဲ့လိုကြီးလုတာအဲ့လိုလုတော့သူတို့ကလောဆိုတော့ဘူဖြစ်နေပေါ်ပြတော်မာတော့တရားဥပဒေမစိုးမနေရမှာဒီကောင်လေးကြီးပဲသူတို့ရဲ့ background ကြည့်လိုက်အဲ့လိုမျိုးကလာတာအနည်းဆိုရင်အဲ့လိုကောင်လေးကြီးပဲအစိုးရအလုပ်ကထွက်လာတော့ဘာရိုးရိုးထွက်တာပင်စင်မရဘူးပြုတ်ပြီးထွက်လာတဲ့ကောင်တဒီမမှန်တဲ့အတွက် သိမကြောက်ဒီ PDF တွေဒီ NLD ထဲမှာပါတဲ့သူတွေကတဲ့ရှစ်ပိုးတွေနော်နိုင်ချင်းတွေအခုချဲတိုင်းတော်မှာတိုင်းကြီးမဟုတ်ဘူးတိုင်ခွဲလဲတွေဖြစ်တယ်အရက်ချက်တဲ့သူတွေဖြစ်တယ်ဆိုရဝန်ထမ်းကလည်းမပင်စင်တော်မရဘဲနဲ့အလုတ်ပြုတ်သွားတဲ့လူတွေက NLD ထဲမှာပါဝင်ကြတယ်လို့ပြောတယ်ဒါပေမဲ့ အခုသူတို့ကြံ့ခိုင်ရဲဒီကတော့ပင်စင်နဲ့ထွက်လာတဲ့စီးပွားရေးအခိုင်မာရှိတယ်ပေါ့ကွာနော်လေယာဉ်လေးအကုန်ရှိတဲ့သူတွေကကြံ့ခိုင်ရဲဖြစ်ကြတယ်လို့ပြောတယ်ဒီနေ့နင်းတို့စစ်ခွေးတွေရဲ့လဆာအလုတ်ထွက်တယ်ဆိုလို့ရှိရင်လည်းပင်စင်နဲ့ထွက်လာခဲ့တဲ့အတွက်ကြောင့်အခုသူတို့ကကောင်းကောင်းလေးနေရတယ်လို့ပြောတယ်ဆိုတော့နင်းတို့ရဲ့ပင်စင်တလဘယ်နဲ့တိတ်လဲမြန်မာနိုင်ငံမှာကောင်းကောင်းစားတဲ့အိမ်တိမ်မှာတရက်ကိုတသိန်းနီးပါးပုံနေတဲ့အချိန်မှာနင်းတို့ရဲ့ပင်စင်ဘယ်နဲ့တိတ်ရသလဲ တလအစာရသလားနင်တို့ရဲ့ပင်စင်စာနဲ့နင်တို့တမအာဇီနဲ့ဘဝနဲ့ရှားထားတဲ့ပတ်စံတွေများနင်တို့ထင်နေကြလို့ဒီစကားကိုပြောသလားမရှက်ဘူးလားကိုလုံတာအဖြစ်စစ်ခွေးအလုံးနင်တို့စီပေါ်ရေးတမတွေမဟုတ်ဘူးဒီစစ်တပ်ကလည်းမထွက်ခင်မှာနင်တို့သူများစီကမြေရေကြီးမြေရေပေါက်သူများတွေမထားစာတွေကိုစုပြီးမှနင်တို့ယူထားကြတာနော် ပြီးလို့ရှင်သူပါပြောလဲဆိုတော့ဒီလိုမျိုးအစ်စ်မရှိတဲ့ကျွန်တော်တော်လာရဲတွေကအခုဒီ၂၁အခင်းကျင်းလေရောက်လာတဲ့အခါမှာလက်နဲ့တွေကိုင်ပြီးမှဘူဒီလှုပ်ပြီးမှကြံ့ခိုင်ရဲကိုတတ်တယ်ပြီးလို့ရှင်သူတို့ရဲ့ပစ္စည်းတွေကိုငိုလို့ယူတယ်လို့ပြောတယ်နင်တို့ပိုင်တဲ့အရာအားလို့ဟာအခုနင်တို့ဝတ်ထားတဲ့အဝတ်စားကစပြီးသူတွေရဲ့ပတ်စံဖြစ်တယ်ခန္ဓာတော်ကပြောလို့နင်တို့လက်ခဘလောက်ရဲ့အရာလို့နင်တို့ကအိမ်တွေဝယ်နိုင်တယ်ခြံတွေဝယ်နိုင်တယ် ဆိုင်ကြီးတွေကနာကြီးတွေနဲ့နေတယ်လို့နင်းတို့ပြောတယ်နင်းတို့ရဲ့လက်ခနဲ့ရတလားငါတို့ရဲ့ပြည်သူတွေရဲ့ကုတ်ဆုပ်ပြီးမှနင်းတို့ရထားတာမဟုတ်ဘူးလားဒါကြောင့်ဒီနေ့ကျောတို့တော်လာရဲတွေနင်းတို့ကိုတတ်ပြီးမှယူတယ်ဆိုလို့ရှိရင်ပြည်သူပိုင်မလို့ငါတို့ယူတယ်ဒါပဲနင်းတို့ရဲ့ချွေးနစ်စာတစ်စဲမှမပါဘူးနင်းတို့ရဲ့တမာအာဇီဝနဲ့ရှားထားတဲ့ပတ်စံတွေတပြားမှမပါဘူးဒီလိုမျိုးတို့ရဲ့အကြံဖွတ်တီကိုတတ်ပြီးမှရတဲ့ပတ်စံတွေဖြစ်တယ်ဒါကြောင့်ဒီနေ့ကျောတို့တော်လာရဲ NLDD ကတော့ တတဲမမှန်တဲ့ PDF တွေဖြစ်တယ်လို့ပြောတယ်ဆိုတော့နင်တို့ကဘာတဲ့လဲနင်တို့ကခွေးတဲ့လေနင်တို့ကအခုဒီနဲ့လောင်ရှာရှက်ရှာပါပါဒီရွေးကောက်ပွဲမှာပါဝင်ဖို့ဆိုပြမှလည်းနင်တို့ပါတီတွေ90ကျော်တောင်မှလုတ်ထားတယ်နော်ဆိုတော့ဒီနေ့နင်တို့90ကျော်ထဲမှာဘေးပါတီကိုများတိုက်ခိုက်နေတာနင်တို့တွေ့သလား NLD ပဲ เนาะบาจ่องเลยဆိုလို့ရှင်တခါလေးကြားလို့ရှင်အလူရဲ့သဘောတဘာပါလဲဆိုတော့ကိုယ့်ထက်ချမ်းသာတဲ့သူတွေကိုကိုကမနာလို့ပြီးအတင်းပြောကြတယ်เจ้ามาဆိုလို့ရှင်လဲကိုယ့်ထက်စားတော်တဲ့သူတွေကိုကိုကမနာလိုတဲ့သူတွေကိုယ့်ထက်တာတဲ့လူတွေကိုမနာလိုတဲ့သူတွေကအတင်းပြောကြတယ်ကိုယ့်ထက်ချမ်းသာတဲ့သူတွေကိုဆင်းရဲတဲ့သူတွေက မတိုက်မခိုက်နိုင်တဲ့အတွက်အကြောင်းအတင်းပြောချင်အဖြစ်တိုက်ခိုက်ကြတယ်။ကဘာပေါ်မှာနာမည်ကြီးတဲ့သူတွေလည်းသူနည်း၎င်းပဲနာမည်ကြီးတဲ့သူတွေကယူယူအေးအေးဆေးဆေးနေပေမဲ့နာမည်ကြီးခြင်းပေမဲ့မကြီးတဲ့သူတွေကတော့အဲမမမကန်တဲ့စကားတွေကိုပြောပြီးမှတရေဖြစ်ကြတယ်။ကျတော့ကတော့တရေမမှန်တဲ့အတွက်အကြောင်း PDF တွေလည်းကြဆုံးမယ်လို့ပြောတယ်။ဆိုတော့ တတိယမန္တလာမမဘူးလားတော့မသိဘူးဒီနေ့နင်းတို့ရဲ့လက်ခတွေနဲ့ဒီလိုမျိုးအခြေအနေကိုနင်းတို့ရနိုင်သလားနင်းတို့တခိုးတွေမဟုတ်ဘူးလားနင်းတို့မျိုးစုတ်လိုက်တဲ့သမင်းအနတ်တိုင်းနင်းတို့မျိုးစုတ်လိုက်တဲ့သမင်းဆက်တိုင်းနင်းတို့တောက်လိုက်တဲ့ချိုးရဲ့အခွက်တိုင်းဟာကျတော့ပြည်သူလူထုတွေရဲ့ပတ်စံနဲ့ဝေစားကြတာဒီနေ့ကြမှာပဲငါတို့ကြံခိုင်ရဲတွေကတော့ဘယ်အစ်စ်ရှိတယ်ရှက်တတ်တယ်ဆိုလို့ရှင်လဲတယ်လိုက်ကြเนาะ ်အခုဘောမှာပဲဖြစ်ဖြစ်ဂျပုကနေပဲဖြစ်ဖြစ်အားလုံးဟာ energy တွေကိုညင်တို့တလောက်ထိတိုက်ခိုက်ရမရှက်ဘူးလားဒီနေ့တော့ရှက်တတ်ရင်တော့တေဖို့ကောင်းတယ်အခုနင်းတို့ lobby ဘက်ကနေသတင်းတွေကြေညာတယ်ဆိုလို့ရှိရင်လေ LED ဒီအကြောင်းငို့တော်လာရဲတွေကိုမပုတ်ခတ်ပဲနဲ့နင်းတို့ထမင်းမစားနိုင်ကြဘူးမရှက်ဘူးလားနော်တိတ်မပြောချင်ဘူးဒီသူတွေအားလုံးကြမှာပြည့်ရှိကြပါစေ